တရုတ်ရဲ့စီးရေးချင်းချမှုတွေမြင့်တက်နေတဲ့အချိန်ရေလက်ကြားဖြတ်ကျော်ပြည်ပခဖြစ်ပွားလာနိုင်တဲ့အချိန်မှာထိုင်ဝမ်လူငယ်တွေအားတိုက်ခိုက်မဲ့လမ်းကိုရွေးချယ်လိမ့်မှာမဟုတ်ကြောင်းဆောက်ချိုင်းနာမွန်နီပို့စ်ကပြုလုပ်ခဲ့တဲ့အလို့သဘောအင်တာဗျူးတွေမှာဖော်ပြခဲ့ပါတယ်။အင်တာဗျူးအများပြမှာထိုင်ဝမ်လူငယ်တွေအားအသက်အန္တရာယ်ရှိတဲ့စစ်ပွဲရဲ့သဘောတဘာဝနဲ့တရုတ်ပြည်မှာကြီးတဲ့နိုင်ရှင်ရင်စီးရေးအင်အားနည်းနေတဲ့ထိုင်ဝမ်စစ်တပ်ရဲ့အားနည်းချက်တွေကြောင့်တိုက်ပွဲဝင်ဖို့တွန်းဆုတ်နေတဲ့ရလက်တွေကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီပြင်အမေရိကန်ဒါမှမဟုတ်ဂျပန်လိုထိုင်ဝမ်ရဲ့မဟာမိတ်တွေကထိုင်ဝမ်ဘက်ကဝင်ရောက်ကူညီပေးမဲ့ဖြစ်နိုင်ခြင်းထိုင်ဝမ်ရဲ့ဂျူဒင်ပြင်ဆင်ခြင်း င်းခဲ့မယ်မူလာမယ့်9နှစ်အတွင်းစစ်ပွဲဖြစ်ပွားလိမ့်မှာမဟုတ်ဆိုတဲ့ခန့်မှန်းချက်တွေကိုမယုံကြည်ကြကြောင်းအင်တာဗျူးတွေမှာဖော်ပြခဲ့ပါတယ်။တခြားရွေးချယ်စရာအခြေအနေတခုရှိမယ်ဆိုရင်တော့စစ်မတိုက်ချင်ဘူး။စစ်ပွဲဆိုတာကတည်ရှိရှင်ရေးကိစ္စကြီးလေလို့ ိုင်ပေအခြေဆိုင်အားကစားသမားများအတွက်ဖြည့်ဆွက်စာရောင်းချတဲ့ကုမ္ပဏီဝန်ထမ်းတူဖြစ်တဲ့အသက်25နှစ်အရွယ်ရှိယူပိုချန်းကပြောပါရယ်။ဒါပေမဲ့ရေလက်ကြားဖြတ်ကျော်စစ်ပွဲဖြစ်လာလို့စစ်စည်းရုံးမှုကြီးညာတဲ့အချိန်မှာကျွန်တော်တို့အရွယ်တွေကစစ်မှုထမ်းမှုကြိမ့်တီခေါ်ဆောင်ခံရပါလိမ့်မယ်။ဆိုလိုချင်တာကကျွန်တော်တို့သဘောဆန္ဒပါတီဖြစ်စီမပါတီဖြစ်စီစစ်ထဲကိုဝင်ရပါလိမ့်မယ်လို့ယူကပြောကြားခဲ့ပါရယ်။ယူရဲ့လွတ်ဖို့အကင်ဘတ်တူဖြစ်တဲ့လူဤဝေကလည်းထိုင်ဝမ်ကိုကာဝေးရာမိမိတို့အရန်တပ်ဖွဲ့ဝင်အားလုံးရဲ့တာဝန်ဖြစ်ကြောင်းဒါပေမဲ့လည်းတာဝန်သားမရှိခင်ရင်တိုက်ခိုက်ခြင်းစိတ်မရှိကြောင်းပြောကြားခဲ့ပါတယ်